အော်အားလုံးပဲမင်္ဂလာပါအာဒီနေ့ကကြတော့လေကျွန်တော်ဒီ cryptocurrency industry မှာကကျွန်တော်တို့ကတော်တော်များများကအမှန်အကန်တွေလည်းရှိသလိုတော်တော်များများကလည်းကျွန်တော်တို့အလိန်ညာတွေက scam တွေကအများကြီးရှိရပြနီးပေါင်းစုံနဲ့လိန်နေတဲ့ပုံစံတွေရှိရပြအများကြီးပဲအဲ့တော့အဲ့ဒီလိုအလိန်မခံရအောင်ကျွန်တော်တို့ဘာတွေသတိထားရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြပါမယ်ဗျโอเคဒီမှာဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲအာ तू ကလိန်သွားတာပေါ့နော်ချို့ ဟာတွေကကြတော့အဲ USDT နဲ့ပတ်သက်ပြီးတော့ဟိုဟိုကျွန်တော်တို့ Binance official P2P မှာရောင်းဝယ်လုပ်လုပ်ပြီးတော့မှအချက်စကားတော့ပြောလို့ရှိရင်သူတို့တွေက personal account နဲ့လာပြောပြီးတော့ဘယ်ဟိုဘယ်ဟိုငွေလွှဲခိုင်းတာတို့ဘာလို့ညာလို့ပေါ့နော်အဲ့လိုမျိုးတွေလွှဲခိုင်းတာမျိုးတွေလည်းရှိတယ်ပြီးရင်သူတို့ဘက်ကပြန်ပြီးတော့ release မလုပ်ဟိုဘယ်လိုပြောကိုယ်ဝယ်ယူလိုက်တဲ့ crypto ပြန်မလွှဲပေးတာတို့ဘာလို့ပေါ့နော်အာဒါဆို Binance P2P ရဲ့အပြင်ကနေပြီးတော့ ကျွန်တော်တို့ဘယ်လိုပြောရမလဲအဲရောင်းဝယ်လုပ်ကြတာပေါ့နော်ဟောအဲ့လိုမျိုး Binance P2P အပြင်ဘက်ကနေပြီးတော့ကျွန်တော်ဝယ်ရောင်းလုပ်လို့ရှိရင်ကျွန်တော်တို့ scan နိုင်တဲ့ percentage ကတော်တော်များပါတယ်နောက်တစ်ခုကကြတော့ဒီလိုမျိုးတွေပေါ့နော်ဟိုဟိုဒီဟာကကြတော့ဘယ်လိုလဲဆိုတော့ဟိုကျွန်တော်တို့ဘယ်လိုပြောမလဲဟိုစာပွားပေါ့နော်စာပွားကျွန်တော်တို့ဟိုဟာအဲ့ဥမာဟိုကလစ်တစ်ချက်နှိပ်လို့ရှိလို့ရှိရင်ဒီဒီမှာဆိုလို့ရှိရင်ပြောပြပြမယ်ကျွန်တော် အမှချုပ်ဆိုလို့ရှိရင် thank you အားလုံးပါသွားတယ်ပေါ့နော်အော်အဲ့တော့ဒီဒီ trade trade ပေးတာပေါ့နော်ဆိုတော့ရွှေကောင်းလေးလက်စီ trade ပြီးထည့်ပြီးတော့ trade ပေးတာအဲသူကကြတော့ဟိုငွေဟိုဘယ်လိုပြောရမလဲဆိုတော့ငွေထုတ်ချင်လို့ရှိရင်ဒီဒီထဲမှာသူကဟိုဗျာ invest လုပ်ပေးတာပေါ့ဗျာပြောရမယ်ဆိုရှင် trading ထဲမှာဟို trading company ဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့ဟိုကျွန်တော်တို့ကသူ့ကိုပတ်စံသွားပေးရတာ ပြီးရှင်သူကကြတော့ဘယ်လိုလဲဆိုတော့ပတ်စံသွားပေးပြီးတဲ့အခါမှာသူကဥမာဆိုပါဆိုဗျာဒေါ်လာ1000 3000 3000ပေါ့ဗျာ3000ပေးပြီးရင်သူကဘာလို့ပေးလဲဆိုတော့လာစဉ်လာစဉ်အဲ့3000ပေါ်မှာသူကအတိုးပြန်ပေးအဲသူ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 ရဲ့ account ထဲမှာ trading လောက်အောင်ပေါ့ဗျာသူက trade ပေးတယ်ကိုပတ်စံနဲ့သူက trade ပေးတယ်အဲ့ trade လာတဲ့အမြတ်ကိုကိုကလာစဉ်15000ရကိုင်းနှုန်းတော့လောက်20000ရကိုင်းနှုန်းတော့လောက်သူကပေးမယ်အဲ့အဲ့လိုမျိုးအလိန်ညာကြီးလဲအများကြီးပဲရှိတယ်ဗျာအဲ့အရာတွေကကြတော့လုံးဝမလုပ်သင့်တဲ့ မလုပ်သင့်တဲ့အရာတွေပေါ့ဗျာဒါမဲ့ဒီအရာတွေကိုဘယ်သူတွေကလုပ်လဲဆိုကျွန်တော်တို့တချို့လူငယ်လူငယ်ရဲ့လုပ်တဲ့ percentage ကောင်နေတယ်ဘာလို့ဆိုတော့တချို့လူငယ်တွေက knowledge ကအပြည့်နေပြီပြည့်နေပြီဒါကြီးရ scam ဆိုတာအကုန်လုံးသိနေဘလို့လူတွေကလုပ်တယ်ဆိုတော့ဟိုလိုမျိုးပေါ့ဗျာဟိုလူကြီးလူကြီးပိုင်းနေပေါ့လူကြီးပိုင်းနေရိုးသားတဲ့လူကြီးပိုင်းနေပေါ့တောသူတောင်သားတွေရိုးသားတဲ့လူကြီးပိုင်းနေကအဲ့ဒီနေရာတွေမှာ invest လုပ်တာများတယ်ဗျအဲ့အဲ့လိုမျိုးအဲ့လိုမျိုးလူတွေအကြောင်းကျွန်တော်တို့တော်တော်များများကကျွန်တော်ဆုံးရှုံးနေတာဘူးကြီးအများကြီး ြစ်တယ်ပေါ့နော်โอเคအဲအဲ့ဟာလေးတခုရှိတယ်နောက်တစ်ခုကကြတော့ trading မှာကျွန်တော်ကိုယ်ပ္ပစံကိုကို risk management risk and reward management နဲ့ကိုယ်ဘာသာကိုကိုဝင်မရှာနိုင်ဘဲနဲ့သူများအကောင့်တွေကိုသွားထည့်ပြီးတော့ run တာလို့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဟိုတော်တော်များများကကြတော့ဟို Telegram channel လေးတခုထောင်းထောင်းပြီးအဲ့ထဲမှာ group ဖွဲ့ group ဖွဲ့ပြီးလို့ရှိရင်ကျွန်တော် trading signal တွေရောင်းစားတဲ့ channel group group တွေလည်းရှိတယ်ပေါ့ဗျာအဲ့တော့ trading မှာ က training signal တွေကိုရောင်းစားတယ်ဆိုတာကကျွန်တော်ပြောရမယ်ဆိုလို့ရှင်ဟိုလူတိုင်းကလူတိုင်းက stop loss နဲ့မကင်းဘူးဗျာလူတိုင်း stop loss နဲ့မကင်းဘူး market ကမြဲတဲ့နိုင်နေပါမယ်လို့လည်းဘယ်သူမှလည်းအားမမခံနိုင်ဘူးဗျာအဲ့အဲ့အပေါ်မှာအာ light trade ဖို့လည်းကျွန်တော်ကအားမပေးဘူးကိုယ့်ရဲ့ risk and reward management နဲ့ cost strategy နဲ့ကိုပိုင်ငွေကိုကိုပိုင်ကို trade တာပဲကျွန်တော်ကတော့အားပေးတယ်သူများရှိတဲ့ signal တွေတောင်းတော့ကျွန်တော်ကအားမပေးဘူးအော် အဲ့ဟာတွေတခုရှိတာပေါ့နော်ဒါကတော့ကျွန်တော်ကြုံလို့ပြောပြတာပါနောက်တစ်ခုကကြတော့ trader တွေတော်တော်များများက trader ဆိုတာ beginner တွေကိုပြောတာပါ beginner တွေတော်တော်များများဒီကျွန်တော်တို့ crypto currency industry တွေကဝင်လာပြီဆိုရင်ဘာဝယ်ရမလဲဆိုတာစမေးရဘလို့ဘာ trade ရမလဲဆိုတာစမေးရတကယ်တော့မှားတယ်ဗျဒီ crypto industry တွေကစဝင်လာပြီဆိုရင်ဘာ trade ရမလဲလို့မေးမေးရဆိုတာအာကမှားတယ်ဗျကျွန်တော်ဘာဝယ်ရမလဲဆိုတာမေးရတယ်မှားတယ်ဗျကျွန်တော်တို့ကအရင်ကကျွန်တော်တို့က ကိုယ့်ရဲ့ဘုသူတာဘုသူတာပေါ့နော်အသိပညာကိုအရင်ကျွန်တော်တို့ကစုဆောင်းအောင်ပါဗျာနော်ကျွန်တော်တို့အရင်လေ့လာရမယ်အဲကျွန်တော်တို့လေ့လာပြီးအာကျွန်တော်တို့လတန်ချီကြပြီနှစ်တန်ချီကြပြီတချို့ process တွေ price action ပေါ့နော် market action price action နဲ့ပတ်သက်တဲ့ဘုသူတာတွေတော်တော်များများလေ့လာပြီးသွားပြီ support resistance level liquidity နေရာတွေကိုရှာတက်သွားပြီဆိုလို့ရှိရင်နော်အဲ့မှာမှကျွန်တော်တို့ဘယ်ကစပြီးဟိုဘယ်လိုပြောမလဲစ trade ဖို့အတွက်ကိုစပြီးစူးစမ်းအောင်ပါဗျာ မနေ့တနေ့ကမှကျွန်တော်တို့ crypto industry တွေကိုဝင်လာပြီးတော့အကိုဘာဝယ်ရမလဲပတ်စံရှိတယ်ဗျပတ်စံရှိတိုင်းဒီမှာအလုပ်ဖြစ်တာမဟုတ်ဘူးဗျပတ်စံရှိတိုင်းအလုပ်ဖြစ်တာမဟုတ်ဘူးဒါပေမဲ့ပတ်စံရှိတိုင်းအလုပ်ဖြစ်တဲ့နီးတနည်းရောရှိတယ်ဒါပေမဲ့ဒါတွေကလည်းသိထားအောင်မှရမယ်ဥပမာကို့မှာဒေါ်လာ9000ဒေါ်လာ1000ဒေါ်လာ3000တချို့လူတွေကအဲ့ဒီငွေပမာဏလောက်ကိုကျွန်တော်တို့ကပတ်စံရှိတယ်လို့ဝမထင်တဲ့လူတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုလာစင်ပေါ့နော်လာစင် ပတ်စံရနိုင်တဲ့နီလန်လေးတခုရှိတယ်အဲ့ဒါတွေကတော့ကျွန်တော်ပြောနေကြပါပဲဟုတ်ပြီเนาะကျွန်တော် Binance account ဖွင့်မယ် KYC pass အောင်မိသားဖြစ်ရမယ်အဲ့တော့အဲ့လိုမျိုးဒေါ်လာ9000 9000တသိန်းလောက်ရှိတဲ့သူတွေအတွက်ကတော့တစ်လတစ်လဟိုကျွန်တော်တို့ဒီ Silver Ant တွေ Launch Shoe တွေ TG တွေ Mega Drop တွေကနေပြီးတော့တစ်လတစ်လဟိုကျွန်တော် BNB ဈေးကျနေတဲ့မြာကာလာပန်လုံးကအဲ့ဒီအဲ့ဒီဒီ Launch Shoe တွေ Mega Drop တွေ Not Silver Ant တွေ ဟုတ်ပြီနော်ပြီးတော့ TGE token generation event တွေကနေလာစဉ်အကျိုးမြတ်ယူလို့ရတယ်ဗျဒါကတော့ပတ်စံရှိတဲ့သူတွေအတွက် invest လုပ်ချင်တယ်ဆိုရင်အဲ့လိုမျိုးလေးစပြီးလုပ်လို့ရတယ်အဲအခုကျွန်တော်ဆိုလိုတာအာကျွန်တော်ဆိုလိုတာရုံးကန်နေရတဲ့ခက်ခဲနေတဲ့ vegan တွေအတွက်ဟိုကျွန်တော်တို့ဘယ်လိုပြောရမလဲဒီအစအမကတ်မှာအရှုံးနဲ့မြင်ဆိုင်အောင်ပေါ့ဗျာတချို့ကရှိတဲ့ပတ်စံလေးဒေါ်လာ၄50လောက်ကို ဟိုစပြီးတော့ဝင်လာတယ်အထဲမှာအဲကျွန်တော်စပြီးတော့အဲ့ဒီကျွန်တော်ခုနပြောတဲ့ launch shoe launch shoe တို့ပြီးတော့ TG တို့ mega drop တို့ simple am တို့အနေမှာအကျိုးမြတ်ကိုစပြီးတော့ဘလူရှာတက်အောင်လုံးအောင်မလဲဆိုတော့မစဉ်းစားဘဲနဲ့ဘယ်ဟာဝယ်ရမလဲဘယ်ဟာ trade ရမလဲဆိုတာပဲစဉ်းစားနေတယ်အဲ့ဒါတွေက show မှာပဲဗျဟုတ်ပြီနော်နောက်တစ်ခုကအာဒါဒါကျွန်တော်ကျွန်တော်ပြောချင်တဲ့လမ်းကြောင်းလေးတွေ့ဖယ်သွားတာရှိတယ်ဒါပေမဲ့ဒါကျွန်တော် knowledge အနေနဲ့ sharing လုပ်ပေးတာဖြစ်ပါတယ် okay နောက်တစ်ခုကကြတော့နောက်တစ်ခုက P2P မှာကျွန်တော်တို့ကအရင်ဆုံးဟိုအရောက်ဝယ် ်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကိုဘာကိုကျွန်တော်တို့ကသိအောင်လဲဆိုတော့ကျွန်တော်ဘိုင်းနက်စ်ကိုဝင်လိုက်မယ်နော်โอเคအဲ့တော့ P2P မှာအရင်ဆုံးကျွန်တော်တို့ကဘာကိုသိရမလဲဆိုလို့ရှိရင်ဒီမှာ P2P ဆိုတာတစ်ချက်ဝင်လိုက်ပေါ့နော် P2P တွေဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကိုက USDT ကိုဝယ်ချင်တာလားရောင်းချင်တာလားဆိုတာရှိမယ်ဟုတ်ပြီနော်အဲ့တော့ဝယ်ချင်တာလားရောင်းချင်တာလားဆိုတာရှိမယ်ဒီမှာ merchant စီရှိတယ် ကုန်သေးဘောဗျာကုန်သေးဆိုဆိုလို့ရတာเนาะအဲ့တော့ဒါတွေလည်းဒီအကြောင်းတွေလည်းကျွန်တော် YouTube channel မှာတော့အကုန်လုံးအပြည့်အဝကျွန်တော်တင်ထားပေးပြီးသားဟုတ်ပြီเนาะအဲ့ဒီမှာအဲအဲ့ဒီမှာနိုင်ငံမျိုးစုံကနေပြီးတော့လူတွေရှိတယ်ဗျာရောက်နေတဲ့လူတွေရှိတယ်ဒါကတော့ကျွန်တော်တို့မြန်မာငွေကြက်နဲ့ USDT နဲ့ဝယ်တာဗောဗျာပြောရမယ်ဆိုရှင်အဲ့ဒီမှာကျွန်တော်တို့သတိထားရမှာကြတော့ကိုဝယ်နေကြ မာချန့်ရှိတယ်ဆိုရင်အင်းကျွန်တော်တို့ကအဲ့ကိုနေဝင်နေကြမာချန့်ကအွန်လိုင်းပေါ်ရှိတယ်ဆိုလို့ရှိရင်သူနဲ့ရောင်းဝယ်လို့ပေါ့နော်ပြီးတော့နောက်တစ်ခုကျွန်တော်တို့သိရမှာဒီမှာကျွန်တော်တို့က trade အကြီးအတွက်က100%ဖြစ်ရမယ်ပြီးလို့ရှိရင်ဒီမှာအာကျွန်တော်တို့ positive comment နေ negative comment နေရှိတယ်ဗျဟုတ်ပြီနော်ဥမာဆိုပါစို့ရောက်ခါရောက်တစ်ချက်လောက်ဝင်ကြည့်လိုက်အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာသူ့ရဲ့အဲဒီ advisor info ဆိုတာလည်းရှိတယ်ဗျာနော်အမှတစ်ချက်လောက်ကြည့်ကြည့်လိုက် ဟုတ်ပြီနော်ဒီမှာ feedback ပေးထားတာရှိတယ်ဟုတ်ပြီနော် feedback ပေးထားတာရှိတယ်အဲ feedback တွေကိုတစ်ချက်ဝင်ကြည့်လိုက်အဲ့ဒီမှာကျွန်တော် positive comment တွေ negative comment တွေအများကြီးရှိတယ်ဗျဟုတ်ပြီနော်အဲအဲ့တော့ negative comment ကဒီမှာ0သူဆိုရင် positive တွေကြီးပဲရတာဒါဆိုရင်ဒီ trader ဒီ trader ဒီမှာ chance ကယုံကြည်ရတယ်ပါတယ်ပေါ့ဗျာဆိုလိုတာဟုတ်ပြီနော်အဲ့တော့သူရဲ့ release လုပ်တဲ့ release လုပ်တဲ့ဟာကကြတော့လေငယ်ကျွန်တော်တို့ကဒီမှာ100%အပြည့်ရှိတယ်ဗျာဟုတ်ပြီနော်အဲ့လိုမျိုးလူတွေရှိရနေပြီတော့ကျွန်တော်တို့ဝယ်လို့လည်းရတယ်ဟုတ်ပြီနော် အဲ့တော့ PUB မှာအဓိကအကြတော့အဲ့ PUB မှာတည်ထားရမှာကြတော့အာကိုကအာဝေချင်တယ်ရောင်းချင်တယ်ဆိုလို့ရှိရင်အဲ့ဒီ percentage ရာခိုင်နှုန်းနေပြီးတော့ positive feedback တွေရှိလား negative feedback တွေကဘာတွေရှိနေလဲအဲအဲ့ဒါလေးဒီကျွန်တော်တို့ကတစ်ချက်ကြည့်ကြည့်ရမှာပေါ့နော် okay အဲ့တော့ PUB ရနေပြီးတော့ကျွန်တော် beginner တွေဆိုလို့ရှင် PUB ကနေ USD ဝယ်တာတွေရောင်းတာတွေကအာရောင်းနေအဆင့်ကိုလုံးဝကျွမ်းကျင်အောင်လုပ်ထားရမယ်အဲ့တော့အဲ့ဟာကိုဘယ်လိုရောင်းဝယ်လုပ်အောင်မလဲဆိုလို့ရှင် ကျွန်တော်တို့ကဥမာ Binance account အသစ်ဖွင့်လိုက်တယ်ဆိုပါဆိုအသစ်ဖွင့်ပြီးတော့အသစ်ဖွင့်ပြီးရင်ဘာလုပ်ရမလဲဆိုတော့ KYC တင်ရမယ် KYC တင်ပြီးွားပြီးရင်ကိုယ့်ရဲ့တက်နိုင်တဲ့ငွေပမာဏနဲ့ကျွန်တော်တို့က USDT ကို USDT ကိုကျွန်တော်တို့ကဒီ P2P နဲ့စဝယ်ထားရမှာဗျာအဲ USDT USDT ရှိမှကျွန်တော်တို့က Binance မှာအလုပ်လုပ်လို့ရမှာဗျာဟုတ်ပြီနော်အဲ့တော့ USDT ဝယ်တဲ့ပုံစံဘယ်လိုဝယ်ရမလဲဆိုတာကိုကျွန်တော်ကဒီမှာကျွန်တော် YouTube channel မှာခါတဲ့ကျွန်တော် ပြထားပြီးပြီသားဗျာဝယ်ထားဝယ်ဝယ်ထားရောင်းလာတယ်အကုန်လုံးပြထားပြီးပြီသားအဲ့တော့ကျွန်တော်ရဲ့ဒီမှာ YouTube channel ရှိတယ် Talk Quick ရှိတယ် YouTube channel ရှိတယ်အဲ YouTube channel တွေရောက်သွားပြီဆိုရင်ကျွန်တော် playlist ကိုနှိပ်လိုက်ပေါ့နော်ကျွန်တော် TikTok မှာလည်းကျွန်တော်ဒါ re repost ပြန်လုပ်ပြီးတော့ပြန်တင်ပေးအောင်အချို့ကျတော့ဒီဟာသွားကြည့်နေရတာဆိုတော့လीအဲ့တော့အဲ့မှာ playlist ထဲမှာကျွန်တော်တို့ကဒီမှာ exchange to exchange transition လုပ်နည်းများဆိုတာရှိတယ်ဗျအဲ့လေးကိုတစ်ချက်လောက်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးလို့ရှိရင်ဒီမှာဟိုးအောင်ပါဆိုလို့ရှိရင် ဒီမှာ Binance P2P မှာ USDT ရောင်းနေဒါကြတော့ကျွန်တော်တို့ဟို beginner level မဟုတ်တော့ဘူးကျွန်တော်တို့မှာအာကျွန်တော်တို့ trading and trading ကနေပြီးတော့ကျွန်တော် USDT တွေပါတယ်အမြတ်ရလိုက်ပြီဆိုလို့ရှိရင်အဲ USDT ဆိုအမြတ်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအာကျွန်တော်တို့ကိုမြန်မာငွေထုတ်ချင်တယ်ဆိုလို့ရှိရင်ဒီ USDT ရောင်းနေနောက်တစ်ခါကျတော့အစ်စ် beginner တွေအတွက်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် P2P အာ USDT ကို P2P မှာဝယ်ယူနေဘယ်လိုဝယ်ယူရမလဲဆိုတာဒီမှာအပိုင်း1နဲ့3ရှိတယ်ဟုတ်ပြီနော်အဲအပိုင်း1နဲ့3နဲ့အတိုင်းကျွန်တော်တို့ light လောက်ကြည့်ရမယ်အဲ့တော့ပထမအဆင့်အနေနဲ့ကကျတော့ ဘိုင်းအကောက်ဖွင့်ရမယ် KYC အောင်ပြီးသားဖြစ်ရမယ်ကိုယ့်ကိုယ့်ရဲ့ passport ဆိုလည်းကောင်း national id ဆိုလည်းကောင်း driving license နဲ့ဆိုလည်းကောင်းကျွန်တော်တို့အကောက်ဖွင့်ဖွင့်ပြီး KYC အောင်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကရှိတဲ့ရှိတဲ့ငွေရှိတဲ့ပတ်စံပေါ့ဗျာကျွန်တော်တို့မှာဥမာဆိုပါဆို trading တွေထားထားတဲ့ပတ်စံပေါ့ဗျာဥမာဒေါ်လာ50ဆိုလည်းဒေါ်လာ50ဒေါ်လာ100လို့200လို့300လို့မှမဟုတ်ဘူးဒေါ်လာ50လောက်ဆိုလည်းကိစ္စမရှိဘူးဟုတ်ပြီဘာလို့ဆိုကျွန်တော်တို့ကဒီကနေလဲစအောင်ပါဗျာအဲ့လိုမျိုးစပြီးတော့ကျွန်တော်တို့ဒီမှာ USDT ဝယ်ဝယ်ပြီးတာနဲ့ကျွန်တော်တို့ကဘာလဲဆိုတော့ ်နော် internet transfer တွေလုပ်ကြည့်ရမယ်ဒီမှာဆိုလို့ရှိရင် off chain transfer တွေ on chain transfer တွေလုပ်ကြည့်ရမယ်အဲ့တော့ဟို exchange နေရာလဲကျွန်တော်တို့ခုနကကျွန်တော်မနေ့မနေ့ကမှ post တခုတင်ထားတယ် exchange နေရာလဲအများကြီးရှိတယ် buy page ရှိတယ် bigger ရှိတယ်အဲပြီးတော့ဆို binance ရှိတယ် okay ရှိမယ် ku coin ရှိမယ်အဲ gate io ရှိမယ်တခြားအများကြီးပေါ့ဗျာနော်အဲအဲ exchange တွေကို exchange တခုအစီအရာတွေတခုကိုကျွန်တော်ငွေလွှဲ ငဲတဲ့ပုံစံတွေကိုကျွန်တော်တို့ကကြွချင်ထားရမယ်ဒီမှာဆိုလို့ရှိရင် Binance to Bitcoin USDT လွှဲနေလို့ဘာလို့အများကြီးပဲကျွန်တော်ဒီမှာတင်ပေးထားရှိတယ်အဲ့အနေပြီးတော့ကျွန်တော်တို့ကလေ့လာပြီးတော့ကျွန်တော်တို့ကစအမှာဗျဟုတ်ပြီနော်ဒါကတော့ဒီကနေ့အတွက်ကျွန်တော်ကြုံလို့ကျွန်တော်ကြိုပြီးတော့မနေ့ကဗီဒီယိုနဲ့ဆက်ဆက်ပြီးကျွန်တော်ပြောပြလိုက်တာဗျအဲ့တော့ scan ကလည်းကျွန်တော်တို့ကတော်တော်တည်ထားအောင်ဖြစ်ပါတယ် USDT ကို P2P အောက်မှာတက်စင်အပြင်မှာဝယ်ရောက်လို့လို့ရှိရင်အခက်မသိလို့ရှိရင်ကျွန်တော်တို့ကဟော ပေါ်လဲကျွန်တော်တို့အစိုးရရဲ့ policy နဲ့လည်းညှိနိုင်တယ်ဗျအဲ့ဒီအတွက်ကြောင့် P2P ရနေပဲအဲကျွန်တော်တို့ official Binance app က P2P ရနေပြီးတော့ပဲကျွန်တော်တို့ကအဲအယောင်းဝယ်လောက်တာပိုကောင်းနေဗျဟုတ်ပြီနော်โอเคအဲ့ဒါလေးကျွန်တော် knowledge sharing နဲ့မျှဝေပေးတာပါအားလုံးကျေးဇူးတင်ပါတယ်